င်္ဂလာပါရှင်။ MCL သတင်းဌာနရဲ့နေ့စဉ်ရုပ်သံအစီအစဉ်ကနေကြိုဆိုပါရစေ။ဒီကနေ့မြန်မာတက္ကရာ1388ခုနှစ်နေုံလာဆန်း10ရက်ခရစ်တက္ကရာ2016ခုနှစ်ဇွန်လ15ရက်ဗုဒ္ဓဟူးနေ့ညနေ6:00နာရီနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါရစေ။ဒီကနေ့မှရှုစားရမယ့်သတင်းတွေမှာဆိုရင်တော့ရန်ကုန်တိုင်းဒေသကြီးအတွင်းခရိုင်၄ခရိုင်ရှိမြို့နယ်၄ခုကိုမှုကင်းကြဆင်းရေးအတွက်ရဲအင်အားလုံးရင်တုံးပြီးပိတ်ဆို့ရှာဖွေတာတွေစတင်နေတဲ့တဲ့။ ရန်ကုန်တန်လျင်တရားနေစဉ်ရင်ကျော်ပိတ်ဆို့မှုကိုဖြေရှာဖို့အတွက်ရန်ကုန်တိုင်းဒေသကြီးလမ်းမဆက်သွေးဝင်ကြီးဒေါ်နီလာကျော်တန်လျင်မြို့ကိုလာရောက်ခဲ့တဲ့ကြောင်းအော်လန်ဒိုအကြမ်းဖက်မှုကိုတုံ့ပြန်တဲ့အနေနဲ့မောင်းပြန်တနက်တွေပိတ်သိမ်းမှုအိုဘားမားကြိုက်တွန်းလိုက်တဲ့တဲ့တင်စားတဲ့တဲ့တွေနဲ့ဒုတိယထူးခြားတဲ့တဲ့တွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ကုဝတ်တမအုပ်စုအနေနဲ့ရန်ကုန်တိုင်းဒေသကြီးခရိုင်၄ခရိုင်အတွင်းကမြို့နယ်၄ခုကိုမှုကင်းကြဆင်းရေးအတွက်မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေကအင်အားအလုံးအရင်အသုံးပြုပြီးဇွန်လ၁၄ရက်နေ့ကစတင်ကပိတ်ဆို့ရှာဖွေဖမ်းဆီးမှုတွေပြုလုပ်သွားမှာဖြစ်တယ်လို့လုံခြုံရေးနဲ့နယ်စပ်ရေးအဝန်ကြီးဗိုလ်မှူးကြီးတင်အောင်ထွန်းကပြောကြားလိုက်ပါတယ်။ရွေးချယ်ထားတဲ့မြို့နယ်၄မြို့နယ်ကတော့လိုင်တရာ၊ကမာယို၊တောင်တကုန်းနဲ့တန်လင်းမြို့နယ်တွေပဲဖြစ်ပါတယ်။အဲ့ဒီမြို့နယ်တွေကိုညနေ6နာရီကနေစတင်ပြီးပိတ်ဆို့ရှာဖွေမှုတွေပြုလုပ်သွားမှာဖြစ်တယ်လို့ ငွေစေဝအပါအဝင်တခြားဒုစရိုက်လုပ်ငန်းတွေကိုပါစုံစမ်းဖော်ထုတ်ဖမ်းဆီးသွားမှာဖြစ်တယ်လို့ဗိုလ်မှူးကြီးတင်အောင်ထွန်းကပြောကြားခဲ့ပါရှင်။ရန်ကုန်တန်လျင်တရားမှာနေစဉ်ရင်ကျော်ပိတ်ဆို့မှုတွေကိုဖြေရှင်းဖို့အတွက်ရန်ကုန်တိုင်းဒေသကြီးလမ်းမဆက်သွေးဝင်ကြီးဒေါ်နီလာကျော်နဲ့တာဝန်ရှိသူတွေဟာဒီကနေ့ဇွန်လ15ရက်နေ့ကတန်လျင်မြို့မှာဆွေးနွေးခဲ့ကြပါတယ်။တန်လျင်တရားဘော်ကိုဖျက်ဆီးနေတဲ့ကားရီရဲ့တံပိုးတတ်မှတ်ချက်တွေလမ်းတရားကြီးကောက်ခံမှုတွေနဲ့ လမ်းမဆိုင်ရာတွေကိုပြုပြင်ပြောင်းလဲဖို့အတာဝန်ရှိသူတွေကတင်ပြခဲ့ကြပြီးရင်းလဲကြော့ပိတ်ဆိုရာတွေကိုရှော့ချနိုင်အောင်ရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့နဲ့ညှိနှိုင်းကောင်တွေပေါ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ရုံးတဲ့ရုံစင်းချိန်တွေမှာတန်လင်းတရားရင်ကြော့ပိတ်ဆိုမှုဟာအချိန်တနိုင်ခန့်ကြာမြင့်နေရကြောင်းခီးသွားပြည်တွေအနေနဲ့လုံဝင်ချိန်ရုံတက်ချိန်တွေနောက်ကျတာစတဲ့အခက်အခဲတွေကိုကြုံတွေ့နေကြရတာဖြစ်ပါရှင်။နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တော်အောင်ဆန်းစုကြည်က ကိုရဆိုင်တွေကိုအတင်းအာရမပိတ်သိမ်းတာတွေမပြုလုပ်ဖို့အတွက်စွန်လ14ရက်နေ့ကပြည်နယ်တိုင်းဒေသကြီးပြည်နယ်ဝန်ကြီးချုပ်တွေကိုညွှန်ကြားချက်ထောင်ထုတ်ပြန်လိုက်ပါတယ်။အဲ့ညွှန်ကြားချက်ထဲမှာကွန်ဆာတာကြောင့်ပြည်သူတရက်လုံးအနေနဲ့ကောင်းကျိုးထက်ဆိုးကျိုးတွေသာရရှိခဲ့ကြအောင်ကွန်ဆာတော့မှုကြာစင်းကိုအမြန်ဆုံးဆောင်ရွက်ရန်ဖြစ်ကြအောင်အဲ့လိုဆောင်ရွက်ရမှာကိုရဆိုင်တွေကိုအတင်းအာရမပိတ်ခိုင်းတာတွေဥရေထက်ကျော်လွန်ပြီးပြုမှုလုပ်ဆောင်တာတွေမလုပ်ဖို့အဲ့ညွှန်ကြားချက်မှာပါရှိပါတယ်။ ဤသူလူလူအနေနဲ့ပူပေါင်းပါဝင်ရေးကိုလည်းပညာပေးစည်းရုံးရမှာဖြစ်ကြောင်းညွှန်ကြားချက်မှာဖော်ပြထားပါတယ်ရှင်။မြို့သမီးရင်ပေါင်းတွေကို BRT bus ကားတွေမှာထားရှိသွားဖို့အစီအစဉ်နေရှိနေပါတယ်။ဒီအကြောင်းပြေဆုံးကိုတော့ MCN သတင်းနောက်ကေသွဲကသတင်းပေးပို့ထားပါတယ်ရှင်။မျိုးသမီးရင်မောင်းတွေထားရှိသွားဖို့စီစဉ်ရခြင်းဟာ BRT bus ကားနဲ့ပတ်သက်ပြီးပြည်သူတို့ချို့တိုင်ကြားမှုတွေရှိတာကြောင့်လို့ဆိုပါရစေ။အမျိုးသားရင်မောင်းတွေအနေနဲ့ရက်သေးတာတောက်ဆမှုတွေ ကားများကိုအချိန်ပြည့်မောင်းနေတာတွေတတ်မှတ်ထားတဲ့စီကံချက်တွေကိုလိုက်နာမှုမရှိတာတွေစတဲ့ပြဿနာတွေကြောင့်အခုလိုအမျိုးသမီးရင်မောင်းတွေထားရှိဖို့စီစဉ်တာဖြစ်တယ်လို့ရန်ကုန်ဘတ်စကားအများပိုင်းကုမ္ပဏီဥက္ကဋ္ဌဒေါက်တာမောင်အောင်ကပြောပါတယ်ပြည်သူကတိုင်ကြားတဲ့အခါမှာဟို နည်းနည်းလေးပေါ့နော်ကြော်တော့ဟိုဆောအချိန်နဲ့ပေါ့အချိန်ပြင်းပြင်းနဲ့မောင်းတာတွေလည်းခုတွေ့ရတယ်တဲ့နောက်တော့ကဘရိတ်ကိုပေါ့နော်ဟိုသူကအဲ့လိုအုပ်တာပေါ့အုပ်တာကျန်းတဲ့အတွက်အထုအဆင်မပြေဘူးဆိုတဲ့ဆရာတို့တွေ့ရတယ်နောက်တစ်ခုကမလဲဆိုရင်ပေါ့အချို့ရင်မောင်းနေမှာသူကမှကွန်ဆာတာတို့နော်ခေါ်တာပေါ့အချို့ဆိုရင်အဲ့လိုဟိုပေါ့နော်ဟိုဆရာတို့ကန့်တတ်ထားတဲ့ဟာမျိုးတွေပေါ့နော်မှ ဟိုအရက်ပညာတောက်တာမျိုးတောင်သူကရှိတယ်လို့ဆရာတို့တိုင်ကြားနိုင်မှုတွေဆရာတို့တွေ့တော့လေဟိုဆရာတို့ကတခုစဉ်းစားတာပေါ့နော်တစ်ဖက်ကလည်းဆရာတို့ကတော့ရေရှည်ကြရင်ဒါအမျိုးသမီးညီမောင်းတွေကဗပေးပေါ့နော်ဒီခုနကပြောတဲ့ပြစ်ချက်တွေလုံးဝမရှိဘူး BRT light bus car တွေကိုလည်းလာမယ့်ရက်သက်တပတ်အတွင်းမှာကားသစ်တွေနဲ့ထပ်မံပြေးဆွဲဖို့ရှိပြီးအစ်စ်ထပ်မံရောက်ရှိလာမယ့် bus car စီးရေ12စီးခန့်ရှိတယ်လို့လည်း ပြောပါတယ်။အဲ့ဒီကားမျိုးစားတွေဟာဒေဦးနဲ့စကန်ဒီယာကားမျိုးစားတွေဖြစ်ပြီးအဆိုပါဘတ်စကားတွေကိုရင်းလန်းချောင်းအစ်မှပြေးဆွဲသွားဖို့ရှိတယ်လို့ဆိုပါတယ်။လက်ရှိအခြေအနေမှာကုမ္ပဏီအနေနဲ့စတင်ပြေးဆွဲတဲ့အချိန်ကစပြီးအခုအချိန်ထိစီးပွားရေးရတွက်ချေကိုက်ခြင်းမရှိသေးဘူးလို့ဆိုပါတယ်။ဆိုရင်တို့45စီပေါ့နော်45ပြည့်နဲ့ဆွဲနေတယ်အခုဆိုရင်ဆရာတို့ကအခုစိတ်ကမ်းမှာရောက်တာအခုနောက်ထပ် ဆက်နှစီပေါ့နော်ဆက်နှစီကခုဆိုရင်ကျွန်တော်ကဒီဒိုင်းစင်ဝင်တာတို့နော်နောက်ကစီစာရောလောက်တာတို့နောက်တစ်ခါတော့ပေါ့ဒီတီကက်တင်းတုံနေတာပေါ့နော်ဒါတွေကဆရာတင်နေနောက်တစ်ပတ်တော့ဆိုရင်တော့ဒါကားဆက်နှစီကကျွန်တော်ဒီဒိုင်းထဲကိုဝင်လာဖို့ရှိပါတယ်ဒီအဲ့ဒီဝင်လာတဲ့အထက်မှာကျွန်တော်ဒေဦးကား9စီနဲ့ကျွန်တော်ကပေါ့နော်စကန်နီယာ9စီပါတာပေါ့နော်ဘတ်ကအများပိုင်းကုမ္ပဏီနေနဲ့ရင်းလန်းချောင်းအစ်တွေကိုပြေးဆွဲနိုင်ဖို့လေ့လာနေပြီး ရောက်ကလာဘက်သွားတဲ့လမ်းကြောင်းတွေကိုလမ်းကြောင်းဝဲတစ်ခုတက်မှတ်ကစီစဉ်သွားဖို့လေ့လာမှုတွေပြုလုပ်နေပါတယ်။ BRT bus ကားတွေကိုနိုင်ငံတကာအစ်စ်မီပြည်ဆွေးနိုင်ဖို့တာမကခရီးသည်တွေလုံခြုံစိတ်ချသွားသွားလာနိုင်ရေးကိုလည်းစနစ်ကျစွာပြုလုပ်နေတယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့2015ခုနှစ်အောက်တိုဘာလက BRT Lite Bus ကားတွေကိုပြည်ဆွဲနိုင်မှုလှုပ်ဆောင်ခဲ့ပြီးအဆိုပါ Bus ကားတွေကို February 9ရက်နေ့ကစတင်ကလမ်းကြောင်းတစ်နှစ်သတ်မှတ်ပြီးနေ့စဉ် Bus ကားစီးရေ45စီးခန့်ပြည်ဆွဲလျက်ရှိပါတယ်ရှင်။ရွှေပြောင်းလောက်သမားခွင့်ရေးဆိုင်ရာကွန်ရက်နဲ့ Thai Union Company တို့ပူးပေါင်းလှုပ်ဆောင်နေတဲ့ MOU အလို့သမားခေါ်ယူမှုစနစ်ကိုချိုင်းနိုင်ငံအလို့သမားဝင်ကြီးဌာနညွှန်ကြားရေးမှူးချုပ်နဲ့အဖွဲ့ဟာဇွန်လ14ရက်နေ့မနက်ပိုင်းကတွားရောက်လေ့လာခဲ့ပါတယ်။လက်ရှိဌာနနိုင်ငံကနေအလို့သမားခေါ်ယူမှုပုံစံတွေထဲမှာစံပြစနစ်တစ်ခုဖြစ်လာနိုင်တဲ့အဲ့ဒီ MOU စနစ်ဟာကုန်ကြစည်အသက်သာဆုံးနဲ့လုံခြုံစိတ်အချရာဆုံးအလို့သမားခေါ်ယူမှုပုံစံဖြစ်ရှိနေပါတယ်။ဒီစနစ်မှာမြန်မာဘက်ကမြန်မာငွေ6,9500နဲ့ထိုင်းဘက်ကဘတ်2,900သာကုန်ကြမဲ့စနစ်ဖြစ်တာကြောင့် ထိုင်းနိုင်ငံကိုမချော့ခါခင်မှာတိမက်ဖွဲ့ရတွေအကျိုးတင်နှံပေးမှာဖြစ်တယ်လို့သတ်မှတ်ထားတဲ့နှုံးထထက်ပုံမှုပေးဆောင်တာမျိုးမရှိဖို့စစ်ဆေးတာတွေလည်းပါဝင်မှာဖြစ်ပါတယ်ရှင်။နမကျော်တေးတန်ရှင်10ဦးပါဝင်မဲ့ Manly Music Festival ခီတာဖျော်ယူပွဲကိုလာမယ့်ဇွန်လ24ရက်နေ့မှာ Manly မြို့မှာရှိတဲ့မင်္ဂလာ Manly မှာပြုလုပ်ခြင်းမှာတော်ဝင်ရှိနေပါတယ်။ ဒီအကြောင်းပြေဆုံးကတော့ MCN သတင်းတော့အေးမြက်ကသတင်းပေးပို့ထားပါရရှင်ဒီပွဲကိုကျွန်တော်တို့ main မိုးရသည်ရဲ့နောက်ဆုံးဖြောပြပွဲအဖြစ်မန္တလေးမြို့ကခီနာချစ်တဲ့ပြိတက်တွေအတွက်ဒေသရှင်10ဦးပါဝင်မိတ်မန္တလေး music festival ဂီတဖျော်ဖြေပွဲကိုလာမယ့်ဇွန်လ24ရက်နေ့မှာမန္တလေးမြို့မှာရှိတဲ့မင်္ဂလာ မန္တလေးမှာပြုလုပ်ခြင်းပါသွားမှာဖြစ်ပါတယ်။ Dream Lover Band ရဲ့တီးခတ်မှုနဲ့အတူပြည်သက်တွေချစ်တဲ့တေးတန်ရှင်စောပိုင်း၊လင်းလင်း၊ဝေလာ၊ဖြိုးပြေဆုံး၊အောင်ထန်း၊စုံတင်းပါ ဖြူဖြူကျော်တဲ့နီနီခင်ဆောင်အင်ချင်းနဲ့အာရင်းစမာမြင့်တို့ကမန္တလေး music festival ဂီတဖျော်ဖြေပွဲမှာပါဝင်ဖျော်ဖြေတော့မှာဖြစ်ပါတယ်။ရွေးထားတဲ့အဆိုတော်တွေဆယ်ယောက်လုံးကလည်းလက်ရှိမြန်မာနိုင်ငံမှာနေရာရနေကြထိတဲ့နေရာနဲ့ရနေတဲ့အဆိုတော်တွေပဲအမျိုးဆိုတဲ့အတွက်ကြောင့်ပြီးတော့ဒီအဆိုတော်တွေကိုဖျော်ဖြေတစားမှုအပိုင်းကိုဆိုရင်လည်းကျွန်တော်တို့ရဒီအဆိုတော်တွေနဲ့ဖျော်ဖြေတိခတ်ပေးမယ် drill lover band နဲ့အကုန်လုံးကျွန်တော်တို့ရစစစီတိုင်မင်မင်နဲ့ဟို ပုံစံအစူးစူးစီးတတိုင်းမင်းနဲ့ကျွန်တော်တို့လုတ်ချင်တဲ့ပုံစံမျိုးလေးတွေကိုအဲ့လိုမျိုးလေးတွေကျွန်တော်တို့ရအတိုင်းမင်းပြီးတော့ဟိုစမ်သစ်အောင်လုတ်ထားချတယ်ညှော်လင့်ချက်ကလည်းပြိသက်အကြီးတာထူးခြားတဲ့အတူကိုကိုရိုင်လည်းအောက်ကနေပြီးတော့ဟိုစီစဉ်တဲ့သူတယောက်အနေနဲ့ကောပြိသက်တယောက်အနေနဲ့ကောကြည့်ရတာတော့အရင်မိုက်နေတဲ့ရှူပွဲတစ်ခုဖြစ်မယ်လို့ကျွန်တော်ကတော့မျှော်လင့်ပါတယ်ဗျာဟုတ်ဗျူးရဲ့အပိုင်းမှာဆိုလို့ရှိရင်တော့တီတန်ရှင်နေအနေနဲ့ပြိသက်ကရွေးချယ်ထားတဲ့တခြင်းတွေကိုသိဆိုတော့မှာဖြစ်တယ်လို့တူးချင်းဖြောပြမှုတွေအပြင်အဖွဲလိုက်တင်ဆောက်မှုတွေနဲ့အတူထူးထူးခြားခြားဖြောပြသွားဖို့လည်းရှိနေတာပါ ဒီဖြော်ပြပွဲအတွက်လက်မှတ်တွေကိုတော့7000တောင်း1000ခွေ9000ဈေးနှုန်းနဲ့တက်မှတ်ထားပြီးမန္တလေးမြို့ကလှိုင်းတေးတံတွင်မင်္ဂလာမန္တလေး promotion area တွေမှာဆက်သွယ်ဝယ်နိုင်ပြီဖြစ်ပါတယ်ရှင်အော်လန်ဒိုအကြမ်းဖက်မှုလိုမျိုးတိုက်ခိုက်မှုတွေမဖြစ်ပေါ်စေဖို့မောင်းမြန်တနက်ကိုင်းဆောင်ခွင့်ပိတ်ပင်ရေးပြုလုပ်ဖို့အမေရိကန်သမ္မတဘာရက်အိုဘားမားကတိုက်တွန်းပြောကြားလိုက်ပါတယ်။ဒီသတင်းကိုတော့နိုင်ငံတကာသတင်းတစ်ပုဒ်မှခုလိုပဲမြင်တွေ့ရမှာဖြစ်ပါရဲ့ရှင်။ We currently do not have any information to indicate that ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကလူပေါင်း90သေဆုံးခဲ့တဲ့ Orlando အကြမ်းဖက်တိုက်ခိုက်မှုလို့တိုက်ခိုက်မှုတွေကိုကာကွယ်ဖို့အတွက် မောင်းပြန်တနက်ပိတ်ပင်ရေးတွေပြုလုပ်ဖို့လွှတ်တော်ကို American သမ္မတ Barack Obama ကတိုက်တွန်းလိုက်ပါတယ်။မြို့သားလူမျိုးရေးကောင်စီနဲ့တွေ့ဆုံမှုအပြီး American Aim Bureau မှာပြောကြားခဲ့တဲ့မိကွန်းမှာ Republican Party ရဲ့သမ္မတလား ဒေါ်နယ်ထရန့်ကအဲ့ဒီတိုက်ခိုက်မှုကိုတုံ့ပြန်ပြီးအမေရိကန်ကိုမွတ်စလင်တွေဝင်ရောက်ခွင့်ပိတ်ပင်မယ်ဆိုတဲ့သဘောထားအပေါ်ဥပမာကပြင်းပြင်းထန်ထန်ရှုတ်ချခဲ့ပါတယ်။ American တမိုင်းမှာအဆိုးရွားဆုံးတိုက်ခိုက်မှုဖြစ်တဲ့ Orlando တိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့ Omar Martin ဟာအကြမ်းဖက်သမားတွေနဲ့ဆက်ဆက်မှုရှိနေတယ်ဆိုတဲ့အပေါ်ဘာသက်သေအထောက်အထားမှမရှိဘူးလို့ Obama ကပြောပါတယ်။ လက်ရှိအချိန်ဒီအော်လန်ဒိုတိုက်ခိုက်မှုကိုနိုင်ငံခြားအကြံဘက်အဖွဲ့တစ်ခုကညွှန်ကြားခဲ့တယ်ဆိုတဲ့သတင်းအချက်လက်မရှိသေးပါဘူး။သူဟာအင်တာနက်ပေါ်ကနေအစွန်းရောက်အမြင်တွေကိုရယူခဲ့တယ်ဆိုတာထင်ရှားပါတယ်။မတင်ဟာအစွန်းရောက်သွားတဲ့မတည်ငြိမ်တဲ့လူငယ်တယောက်ဖြစ်တယ်လို့အိုဝါမားကပြောကြားခဲ့ပါတယ်။အဲ့ဒီအပြင်1994ခုနှစ်မှာပြတ်ထန်းခဲ့ပြီး2004ခုနှစ်မှာတက်တန်းကုန်သွားတဲ့မောင်းပြတ်တနတ်ကိုပိတ်ပင်မှုပြန်လည်ပြတ်ထန်းပြီးဖို့လွတ်တော်ကိုသမရကတိုက်တွန်းခဲ့ပါတယ်။ ဥပဒေစိုးမိုးရေးလှုပ်ဆောင်သူတွေအနေနဲ့အမေရိကန်နိုင်ငံသားတွေကိုအကြမ်းဖက်တိုက်ခိုက်မှုတွေကနေကာကွယ်ဖို့ကြိုးစားနေပေမဲ့ဆန်နီနာဒီနိုနဲ့အခုအော်လန်ဒိုမှာဖြစ်ခဲ့တယ်လို့တယောက်တည်းကကြံစည်လှုပ်ဆောင်နေတာမျိုးကာကွယ်ဖို့ခက်ခဲတယ်လို့ဆိုပါတယ်အဲ့ဒီတိုက်ခိုက်မှုကြောင့်လူ90သေဆုံးပြီး53ဦးထိခိုက်ဒဏ်ရာရရှိခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာ။ MCN သတင်းဌာနကနေညနေ6:00အထိနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားခဲ့တာဖြစ်ပါတယ်။နောက်နေ့မှာဆိုရင်လည်းထူးခြားသတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။ထောက်လွှင့်မိသား MCN သတင်းဌာနရဲ့နေ့စဉ်ရုပ်သံအစီအစဉ်တွေကိုတော့ www.mcntv.news မှာဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်တယ်လို့လူမှုကွန်ရက်စာမျက်နှာ Facebook ပေါ်မှာဆိုရင်တော့ MCNTV News အမည်နဲ့ဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ MCN သတင်းဌာနရဲ့နေ့စဉ်ရုပ်သံအစီအစဉ်ကိုကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်။ကျမယူဝေမိုးပါရှင်။